ရှေးပိုင်တိုက်စစ်ဌာနချုပ်တိုင်းမို့ရဲ့ကိုရီးအရာရှိဘူဂျီရဲသူအောင်ကိုနေပြည်တော်စစ်ရုံးချုပ်ကပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာတိုက်ရိုက်ဖမ်းဆီးခဲ့တယ်လို့ယုံကြည်ရတဲ့သတင်းရင်းမြစ်တွေစီကသတင်းရရှိပါတယ်။ဘာတူဖို့တန်းကျောင်းရဲ့ကျောင်းအကြီးဖြစ်ဘုံမူးချုပ်နိုင်စောဦးတာဝန်ယူခဲ့စဉ်ကဇူလိုင်လအထိကိုရီးအရာရှိဖြစ်ခဲ့တဲ့ဘူဂျီရဲသူအောင်ဟာတရားမဝင်ကုန်စီတင်ကားတွေစီကငွေကြေးရယူမှု ကိုယ်တိုင်ပါဝင်မှုတွေကြောင့်ဖမ်းဆီးခံရတာဖြစ်တယ်လို့ခိုင်လုံတဲ့သတင်းရင်းမြစ်တူကမဲခေါင်ကိုပြောပါရယ်။ဟိုရက်ကလည်း PSO နဲ့ပတ်သက်နေတဲ့ရက်ဆောက်ကကိုတောင်တလုံးကိုဖမ်းတာစနပိုင်းကဆယ်စည်းကြော်တယ်။တားမြစ်ကုံဆုံမှာမူရစ်စေဝါနဲ့ပတ်သက်တာတွေကြောက်စိမ့်တွေအိတ်လိုက်ပဲဖမ်းခံရတဲ့အထက်မှာ PSO နဲ့တွဲဘက်ဟန်တာဆိုတာလည်းပါတယ်လို့သူကပြောပါရယ်။ ဒီဖမ်းဆီးမှုမှာ PSO နဲ့ပတ်သက်တဲ့စီးပွားရေးလုပ်ငန်းရှင်တွေရဲ့တရားမဝင်မူရင်းစေဝါနဲ့ကြောက်စိမ့်တွေပါရှိတယ်လို့အကြောင်းသိသူတဦးစီကသိရပါဗျ။တရိတာတွေထဲကစင်းရင်ခြံစင်းရင်ဖြောက်ထားတာတွေရောနဲ့ပစ္စည်းပိုင်ရှင်တွေသူတို့ရှင်တွေရှုပ်နေတာပဲ။ PSO ဆရာတိုင်းမှုတော်သူ့တစ်ဘက်ကိုမကယ်နိုင်တဲ့အပြင်သူ့ပါအစ်စ်ခံနေရတဲ့ကြားတယ်။ဒီလိုတရားမဝင်ကုန်စည်ကိစ္စတွေနဲ့ကြီးပွားပြီးတိုင်းမှုဖြစ်တာကိုပဲသူတို့စစ်တပ်ထဲမှာမကြိမ်မလဲဖြစ်နေတာလို့သူကဆက်ပြောပါဗျ။ ဒီကိစ္စနဲ့ပတ်သက်ပြီးရပခတိုင်းမှုကိုနေပြည်တော်မှာဖန်ဆီးစစ်ဆေးနေတဲ့ဆိုတဲ့သတင်းတွေထွက်ပေါ်နေပြီးမဲခေါင်သတင်းဌာနအနေနဲ့အတိအပြုနိုင်မှုစ조사နေဆဲဖြစ်ပါတယ်။